မေတ္တဆောင်းဝဲမင်္ဂလာပါမေအသက်ကဘယ်လောက်ဆက်ဆက်ရှင်းနေပါသေးတယ်။ဟုတ်ကဲ့။အာနုပါသေးတယ်လို့ပြောရပါမယ်။မရဘူး။ဟုတ်ကဲ့။အင်ဂျင်နီယာလည်းပြောလို့ရတယ်။နုလည်းပြောကြတယ်။ဟုတ်။အမေအမေဒေါ်ဆန်းဆန်းဝင်းဆိုတဲ့နာမည်ကညနာမည်ပဲလားဘယ်လိုရလား။ညနာမည်ရတော့မီဆန်းပေါ့။မီဆန်းဆိုတဲ့အတိုင်းမီဆန်းဆိုပြီးတော့ ပြဲသီးစိတ်ချိုချိုလေးဆိုပြီးတော့အမေကိုယ်တိုင်ပြုတ်ဆောင်တရိုက်တာနဲ့ထွန်းဝေကျော်ဟင်အမှုပညာလောကအမှုပညာရှင်တွေအများကြီးနဲ့ရိုက်ပြီးခဲ့တာမတန်အောင်မြင်ခဲ့တယ်။ကန်နဘယ်လေးမစ္စဟုတ်တယ်။အဲ့ဒါမျိုးမစ္စန်ကလည်းဆန်းဆန်းဝင်အဲ့လိုဖြစ်သွားတာ။ဟုတ်တယ်။ဆန်းဆန်းဝင်ဆိုတာကတော့သူမနေ့တဲ့နန်းနေနဲ့လူကြီးတွေကပေးထားတာပေါ့နော်။အင်္ဂါသမီးဆိုတော့ဝင်းဆိုတော့အညွန့်နဲ့ပေါ့အဲ့လိုပေးထားတာ။ဟုတ်။အမေအမေနာမည်မစ္စဆန်းဆန်းဝင်လို့အဲ့ဒီကန်နဘယ်လေးမစ္စန်လို့ပေးတာလို့ပြောမလား။ သူအငငယ်တော့အတူကောင်းတယ်မိဆန်းမိဆန်းအဲ့လိုပဲခေါ်ကြတာလေအဲကြောင့်မလို့ဇကားရက်တော့လေမိဆန်းနဲ့ပဲတူတူနဲ့တုတ်တုတ်တလုံးနဲ့နဲ့ရိုက်လိုက်တာအောင်မြင်တယ်မင်းကအမေပြောလိုက်တဲ့ချက်ချင်းကြားရတယ်ဒေါ်စိန်တုတ်ဆိုတာဟုတ်လားအင်းကြီးဇကားမှလေဘူရိယကိုညက်စီအမေကဒေါ်စိန်တုတ်အမငငယ်တုန်းကရီးစားဖြစ်ခဲ့ပြီးတော့ဟာကွဲသွားပြီးတော့သူလည်းသူ့ရင်သားတော့သူကိုလည်းကိုယ်ရင်အောင်နဲ့ကိုသားသမီးတွေရလာမှာဟိုဘက်ခြံဒီဘက်ခြံကြာမှာငယ်မှုလေးပြန်ပြီးတော့အချီလေးတဲ့ ကလေးတွေမတွေ့မသိအောင်တခါတည်းခိုးချင်းတွေ့တာနဲ့ကလေးတွေလည်းမြင်ရောခါဘိုးဘောမနဲ့ရန်နေဖြစ်တာနဲ့အဲ့ဒါလေးရင်းနဲ့အင်းကြီးကပောက်ခဲ့တယ်လေ။အော်။အမေထုတ်ရိုက်ခဲ့တဲ့ကာကဘယ်ကားလို့။အမေထုတ်ပြီးရိုက်ခဲ့ဟာဝမ်းနဲ့မှာလာဝမ်းသာမှာလာမိသိန်းကြီးဇက်ကဒုတိယပေါ့နော်။ဒါလည်းဆန်ရွှေမြင့်မိသိန်းကြီးဖြစ်သွားတယ်နော်။ဆန်ရွှေမြင့်ရဲ့ဇက်ကဆန်ရွှေမြင့်ဒါရိုက်တာဇော်ထက်အဲမိစန်းစာကတော့ပထမပေါ့နော်အမေကိုတိုင်းတယုတ်ဆောင်ဒါရိုက်တာဇက်ညွန်းရှူတင်မန်နေဂျာအောက်ချေသိန်းအကုန်လုတ်ပြီးတော့ရိုက်ခဲ့တဲ့ကားပါ။ အဲ့ဒီကပြီးတော့မှဒုတိယဝန်ထမ်းမှာလဲဝန်တာမှာအမိသိန်းကြီးကတ်တွန်းဆန်ရွှေမြင့်ကိုမြင့်သိန်းရဲ့ဝိတ္ထုဒေတာကိုစောထက်အမေရဲ့မိဆန်းဆက်ကားမှာအများကြီးပံ့ပိုးခဲ့တယ်အမေရဲ့တရုတ်ဆောင်တာရောအကုန်လုံးလှုပ်ချင်တာတွေကိုဒေတာစောတက်ကဘာကောမက်ဘယ်သူမှကိုကကိုတတ်တာမဟုတ်လေအဲကိုတတ်တာကိုလှုပ်ချင်တာကိုလှုပ်ချင်တာဒီကြားထဲမှာဟိုကိုပံ့ပိုးပေးမဲ့လူလူတယ်လေအပံ့ပိုးပေးမဲ့လူကအမေကိုရွှေကတ်ကြီးတီးဖြတ်ဆိုတော့အာကိုစောထက်ကနေပေါ်အကူညီပေးခဲ့တာ ခုတရိတ်တာဘုရားဇောဆက်တို့ဘာတို့ရဖေးပေါ့အဲမီဆန်းပြီးတော့ဘာနေမှာလာဝမ်းတာမှာလာမိသိန်းကြီးမင်းသားခင်မောင်ချင်းကိုတင်တာကျွန်တော်ကစံရွှေမြင့်ဒါပေမဲ့မိသိန်းကြီးရဲ့စံရွှေမြင့်ဆိုပြီးတော့သုံးမင်းကားလေးနဲ့စန္နာရဲ့အမေရဲ့ကိုခင်မောင်ချင်းရဲ့အခုမောက်တောင်ရှာတို့ဘာတို့ပါတာပေါ့နော်အကယ်ဒမီစာဆောင်ကအဲအဲ့လိုပေါ့အဲ့ဒီထက်ကအကြောက်လုံးတို့ဘာတို့အများကြီးပံ့ပိုးခဲ့တယ် အခုအဲ့လူတွေလည်းအကုန်တည်သွားကြပါပြီမရှိကြတော့ပါဘူးအဲ့လိုပြန်ပြောတာလွန်းနေပြည်ရအဲ့တော့ဆိုရင်အမေကတေယုဆောင်ဒရိုက်တာထုတ်လို့သူအဲ့လိုလားပြောဆောင်ဒါရိုက်တာမင်းသမီးထုတ်လုပ်သူရှူတင်မန်နေဂျာတောက်တုံမေရအကုန်လုပ်ခဲ့တာမေးအဲ့တော့ကြောက်ပဲအဘိစင်တီကထုတ်တယ်ဒါပေမဲ့ပြန်နေသူကိုပို့ပြီးတော့စာနာပြီးတော့ဒါပေးပစ်တာလဲပါမလို့ကျွန်တော်မြင်တယ်ဟုတ်တယ် ပရိုဂျူဆာရဲ့ခန်းစားချက်ကိုလည်းသိတယ်။နုပညာသမားမင်းသားမင်းသမီးရဲ့ခန်းစားချက်ကိုသိတယ်။ဘောဟလေးတွေနားပြီးစူးစမ်းပြီးတော့အထွတ်ထိပ်ရအောင်ရှောက်ခဲ့ရတာလည်းသိတယ်။ဟာအောက်ခြေတွေလွတ်ပြီးတော့ဘဝင်တွေမြင့်ပြီးတော့မိုးမမြင်လေမမြင်တာလည်းအမေကသိတယ်။အဲ့တော့ဘာဖြစ်အမေကပါတဲ့ခန်းနေကြတာအခုစနေကျိုးတို့အကြအမြင်တို့ပါဝင်သေးဥဆောင်တော့သူတို့တွေတွေ့မြင်နေရအဲ့ဆရာကြီးတွေပေါ့အဲ့တော့အော်သူတို့တွေကဒီလိုကနေဒီလိုဖြစ်အော်ဒီလိုဖြစ်သွားပြီလားဟဲ့ ငါအရင်တော့မြင်နှုတ်ဆက်တယ်အခုငါနှုတ်ဆက်တာတောင်မှငါနောက်ကလူကိုမြင်တယ်ငါအောင်မမြင်ဘူး။အော်ဒါလည်းနေရမှာပဲတဘာဝဖြစ်သွားတယ်။မေအဲ့ဒါကိုနေရမှာတော့နေရမှာပဲတော့။ဒါပေမဲ့အမေကဘာဖြစ်လို့နေရမှာလို့ထည့်ပြောပြတာ။ဟာလူတွေကဖြစ်တတ်တဲ့တဘာဝလေး။အဖြစ်လို့လဲဆိုတော့ဟိုမွေးလို့ပဲအရေးပြောင်းတာပေါ့နော်။ ။ဥစားဆင်းရဲတဲ့ဆင်းရဲတဲ့အချိန်ဟာဘယ်လိုလုပ်ရမလဲ။ဘာဖြစ်လဲ။အဲ့လိုနဲ့အောင်မြင်သွားတဲ့အချိန်ကျတော့ငါဘဝလေးကဘလူလေးပါလား။ငါဘလူကြိုးစားတက်ရတယ်။အဲ့တော့လူတွေကိုစာနာမယ်၊ညာတာမယ်၊မေတ္တာထားမယ်၊ဘာဝနာပွားမယ်တော့မသိမမြင်ဘူး။ရှိတဲ့လူတော့ရှိတယ်ပေါ့နော်။လူတိုင်းတော့မဟုတ်ဘူးပေါ့။ဒါပေမဲ့မရှိတဲ့လူကများတယ်။အဲ့ဒါလိုဖြစ်တယ်။အမင်းကကိုပိုင်ရက်ခဲ့တာပလဲအောင်မမိန်။အောင်စိန်မေဝင်းမောင်ခင်မောင်ချင်း မင်းသားကိုတင်တယ်ဒါရိုက်တာရှူမွားဦးချစ်စိန်အမေအဖေလိုပါပဲအခုတော့မရှိတော့ပါဘူးအဲဦးချစ်စိန်ရဲ့ဆန်ညွန်းသူ့ရဲ့ဇလန်သူပဲရိုက်တာတပ်တပင်ရဲ့အဖြစ်ပြက်တွေကိုရိုက်တာအမတန်မှအောင်မြင်ခဲ့ပါတယ်အဲမှာမင်းသမီးအနေနဲ့ချစ်စရာဆိုလို့ကိုပရိုဂျူဆာလောက်တာကိုပိုင်ရှင်ပဲမင်းဝင်းမောင်နေရာမှာပါပါလားဆိုတော့ဟမ်ဘီလင်နေရာပါမယ်အမေတစ်ခွတ်တောင်ကဘီလင်ဆိုရင်ပေးသက်ကကြည့်ပြီးရင်မုန်းသွားတာဘယ်သူမှမလုပ်ရဲဘူးအဲမအေးတင်လောက်တယ်ခင်ရင်ဟန်လောက်တယ်အဲ channel မလုပ်ရဲဘူး အာဧဝံမင်းသားကြီးဝေးကျူဆိုချောလဲချောလှလဲလှ तू ကအရင်ပြေးတက်ကချစ်တယ်ဘီလင်လဲလှုပ်လဲကောအေးကျူကြီးဆိုမုံသွားကြတယ်အဲ့ဒီခေတ်တုန်းကမင်းသားမင်းသမီးတွေကဇက်ကိုရွေးတယ်ချစ်စရာကြိုက်စရာအမလီအနုရွာလေးတွေမှာရိုက်တာဘီလင်ဆိုလို့ရှိရင်အမလီမရိုက်ပါဘူးငါ့ကိုမုံသွားရင်ဘယ်လိုလုပ်ပါမလဲအနုပညာဆိုတာဘီလင်လဲလှုပ်တဲ့အမယ်ချစ်စရာလဲလှုပ်တဲ့အမယ်ဟာကြောက်စရာလဲလှုပ်တဲ့အမယ်ရီစရာလဲလှုပ်တဲ့အမယ်အဲ့တာမှအနုပညာရတာမြောက်တာဘယ်တော့မှမင်းကြတော့ ော့အမေလို့ရတဲ့ဇက်ကောင်ဆဲကြီးကသုံးမာလို့တော့ထက်တာဟိုအောက်လန်းဆရာမာလို့ဒါတွေလဲပါလာတယ်ဒါတွေကကိုယ့်ရဲ့ဝန်စာနဲ့ကိုယ်လုပ်ခဲ့တဲ့ဒါတွေနဲ့ကဘယ်တော့ပတ်မှုပြီးသွားတယ်လို့ပြောမလဲအဲလူမျိုးမျိုးစိတ်ထွေထွေအမေကဖျားဆုံးသွားတယ်အာလို့တော်တွေတောင်းနေတဲ့သွားတယ်အဲ့အိမ်အောင်ကွဲသွားတဲ့အချိန်မှာဖျားချုပ်ဖျားချားရှောက်သွားတယ် ဘူးပါ့ဗျာပေါ့ဒီတော့ပွဲတော့ချောဘုရားသူကလည်းဘာသွားလို့လဲအော်စိတ်ညစ်နေတယ်လေစိတ်ညစ်နေတော့ဖျားနာမှနေတော့ကုသိုလ်ရတာပေါ့စိတ်ကျင့်လို့ဆိုပြီးအရက်တောင်းမယ်အာပြောသလိုနေမယ်ဆိုလို့ရှိရင်ဘဝရဲ့နင်မွန်းသွားမှာပေါ့ခုချိန်ကျမ်းမကြီးလည်းထိကြိုက်သွားမှာပေါ့အမေကစိတ်လေးလည်းမတောက်ရဲလည်းမတောက်ဘူးကွန်းလည်းမစားဘူးအမေစိတ်ညစ်ရင်ဖဲရိုက်တယ်အဲ့ဖဲရိုက်တာကိုပြောတဲ့အတွက်လူတွေကအမေကိုဘာပြောလဲ ။ဘာဖြစ်လို့ဖိတာပြောရတာလဲ။အမလေးဥစားအဲ့ဒါလေလူတိုင်းဝါသနာပါတဲ့အလုပ်လေဘယ်သူမှဝါသနာမပါဘူးဆိုတာမရှိဘူး။မရိုက်တိုင်တော့မှကြည်ပြီးတော့နည်းနည်းလေးတော့ကြိုင်မရစီ။ဟေးဟေးအဲ့လိုအကျိုးကားလေးနဲ့အဲအဲ့ဒါလေးဆိုဟီဟီဟီနဲ့ဖိရမကောင်းဆိုမြန်မြန်ပြီးပြီးရောပြီးရရင်ပြီးရောအဲ့ဒါပြီးရနောက်တစ်ပွဲစားအဲ့လိုမျိုးလူတိုင်းကမကောင်းတာဆိုအကုန်ဝါသနာပါတယ်။ကောင်းတာဆိုသိဝါသနာပါဘူး။သင်ရတာလည်းခက်တယ်။မကောင်းတာဆိုကလေးသေးသေးလေးရစားအဆဲရစားတတ်တယ်။အဲ။ဘယ်ဘယ်ဖဲဘယ်လောက်တော့ကြိုက်လဲ။ဘယ်လောက်ဆွဲလဲ။ ဩဖဲရိုက်တာကိုကမတက်ဘူးလေဝန္ဒနာပါတော့ဖဲကုံမှန်းမသိခမ်းမှန်းမသိဖဲလည်းမတွက်တက်ဘူးအို့နေရပြီးတာပဲကားဆယ်ကားရိုက်ရင်ခုနှစ်ကားလောက်ကဗီဒီယိုကားကဖဲရှုံးတာအဲနှစ်ကားလောက်ကလှူခဲ့တာကြံတဲ့ဟာအင်ပါတာပဲဟဲ့အဲ့ဒါလည်းမနေနိုင်ဘူးရိုက်ချင်တာပဲဒါပေမဲ့အခုတော့မဲတော့ပါဘူးအဲ့တော့ဖဲရိုက်တယ်အဲ့မှာမဟုတ်ရင်ဖះသွားတယ်တောင်ပေါ်တွေတက်တယ်ဟာဖះနာမှာជីနူးတယ်ပတိစိတ်တယ်မြစ်တာပို့တယ်အမြဝေးတယ်အဲ့ ဲ့လိုနေတယ်အမေကသူများတကာတွေရဲ့ဟိုလို့ကအဖော်လဲသိမလို့ဘူးသူများတကာတွေကဖေးမှယူရပြီးတော့တွဲနေတာလည်းမကြိုက်ဘူးအမေအမေတယောက်တည်းသွားမယ်တယောက်တည်းလာမယ်တယောက်တည်းမမယ်တယောက်တည်းထွက်မယ်အဲ့လိုမျိုးအခုလည်းအမေအဖော်မပါဘူးအစ်စ်ပဲဖြစ်ဖြစ်အဟောင်းပဲဖြစ်ဖြစ်တပတ်ရပဲဖြစ်ဖြစ်ပိုင်မိုင်နိုင်နေပြီးပြီးပြင်းပြင်းစိတ်ဆက်ကြရအယုတ်ထင်အမသွားပြီးဖန်တီးရှင်ရတော့အောင်မြင်ပါပဲရေပေါ်စီရတော့ဟာကောင်းတယ်မကောင်းဟင်းအဲအဲ့ဒါပေါ်ပြပဲအများကြီးနုပညာသမားတွေရောက်လာတယ် ဝါသနာပါတာတွေရောပေါ်ပြူလာဖြစ်ချင်တာတွေရောအမလီနဘောပစံထဲရိုက်တာတွေရောနဘောအကတ်နဲ့လာတာတွေရောနဘောအမျိုးမျိုးပေါ့နော်တန်နေရလဲပြီးတော့မိဘတွေကိုဒုက္ခပေးပြီးပစံတွေထဲလှုပ်တာတွေရောအမလီအမျိုးမျိုးမြင်ရတယ်အဲ့တော့ဖြစ်တာနဲ့ပြက်တာပြက်တာများတယ်ဖြစ်တာနဲ့အဲ့တော့လူတိုင်းကိုအမေကတွေ့ရင်အတိညာဉ်ရှိနော်အကုန်လုံးလေးလာနော်သုံးသက်နော်လူတွေရဲ့စိတ်သဘောထားကိုကြည့်နော်ပြီးမှကိုယ့်ရဲ့ဥစ္စာပြေစူးစမ်းတာတော့စူးစမ်းရမယ်အောင်မြင်တာမအောင်မြင်တာ သူကန့်ရဲ့နောက်ဘောအခြေအနေရဲ့အတိုင်းဝိုင်းရဲ့အကုန်လုံးဆိုင်တယ်လို့အမေကနုပညာသမားတိုင်းကိုပြောတာအဲ့လိုတချို့ကြတော့လေအဲ့လိုမျိုးနဲ့လင်းငယ်စားနေတာဟာကြောင့်အမေကိုမုန်းတယ်လေဒါမုန်းမုန်းပစေလေအမေမှန်တာပြောတာပဲအခုလည်းအမေအင်တာဗျူးလိုက် အမေမှန်တာပြောတာပဲအဲ့မှန်တာပြောတာအမေကိုချစ်တဲ့လူကတော့အမေအရန်ကောင်းတာပဲအမေပြောတာတွေပွင့်လင်းနဲ့ကြိုက်တယ်အမေကိုတကယ်လို့နာဘဒုက္ခသွားတဲ့လူတွေနဲ့ပတ်သက်တဲ့ဟာတွေကြတော့အမေကိုအထောက်ပြတယ် အဲ့ဒါပုထုဇဉ်လူသားတိုင်းပဲအဲ့တော့မကောင်းတာမြင်တဲ့လူကမကောင်းတာပြောမယ်ကောင်းတာမြင်တဲ့လူကကောင်းတာပြောမယ်အဲ့ဒါကိုအမေကခလေးဘွားတွေကအမေတေသွားတယ်အမျိုးချီချိုးလက်ကျမှနေတယ်ဟာအမျိုးဆိုတာရှိရင်ဟာအမျိုးတော်မယ်ချမ်းသာရင် လိပ်စာမပြောက်လိုက်ရှာမယ်ကိုယ်ရဲ့နေရင်နှိမ်ရင်မယ်အမျိုးတွေနှိမ်တာရောအမျိုးတွေရဲ့စိတ်သဘောထားရောအပေါင်းအသင်းတွေရဲ့သဘောထားအမေကကြီးရနေအာထီခန်းစားခဲ့ရတယ်အမေကိုမင်းသမီးဆိုပေါ့မလေး तू ကဘာမှလုပ်ရမှာအမေကလေငငယ်လေးတွေကတကယ့်ကိုဖျဲစည်းစိတ်ချိုးချိုးလေးဆိုပြီးတော့ဟိုဘက်ကန်နော်ကမကစစ်တစ်ဖောင်မှာရောင်းခဲ့တာဟာဖျဲစည်းစိတ်ဘန်တချာလူတချာချော့လဲပြီးတစ်ဖောင်လေးကိုကိုင်းပြီးတော့ 我就係要呢啲，你俾、哦，我我好想借呢啲，你借嘛？咁你、啊、有拉架都話你借到先，我明年咧，佢話要再同佢借到先。